လူတွေဟာတခုပြောမယ်ဆိုရင်လည်းတွေးပြီးမှပြောတာပဲတခုလုံးမယ်ဆိုရင်လည်းတွေးပြီးမှလုပ်တာရှိတယ်တွေးတော့ဆင်ញင်မှုဆိုတာပထမလာတာဖြစ်တယ်အဲ့ဒီအတွေးကမှားလို့ရှိရင်ဉာဏ်နဲ့အပြောတို့လုပ်တို့လည်းမှားသွားနိုင်တယ်ပေါ့ဒါကြောင့်မှန်ကန်စွာတွေးတော့နိုင်မှုဆိုတာသိအရေးကြီးတယ်မှန်ကန်စွာတွေးတော့မှုအတွက်ဘာတွေကအရေးကြီးလို့အတုံးဆိုရင် အသိပညာဘောဓုတ္တရီလိုအပ်တယ်ပေါ့မမကံတွေးတော့တွေးတော့တဖို့အတွက်ဘောဓုတ္တကြွယ်ဝဖို့လိုအပ်တယ်အလို့ဆိုရင်မမတွေးနိုင်တာမဟုတ်သုတ္တဆိုတာပညာရဲ့အစပဲဖြစ်တယ်လူရည်အတက်ကတူအကြောင်းနေသွားပြီးတော့ပညာသင်ကြတယ် ဆိုရဟာတွေ့တော့ဆင်ញင်းဒီကိုသင်တာပဲဖြစ်တယ်အလုံးအသိမသားကြတာတွေးစရာတွေပဲသင်တာပဲဖြစ်တယ်ပေါ့ကနန်းသင်တာပဲကြည့်ပြီးဘယ်ကနန်းနဲ့ဘယ်ကနန်းပေါင်းရင်ဘာရတယ်ဘလောက်နှုတ်ရင်ဘလောက်တည်သင်ချာစပြီးတော့တွေ့တော့ဆင်ញင်းမှုတွေကိုဘာကတော့တွေ့တော့တဲ့ဖို့သင်ကြတာပဲဖြစ်တယ် logic ဆိုတဲ့ဘာသာရဟာလည်းပဲတွေ့တော့တာပဲလေ ဆန့်ကျင်မဲ့ကိုအခြေပြုပြီးတွေးတယ်အကြောင်းတရားကိုအခြေပြုပြီးတော့တွေးတယ်တွေးတော့ဆင်ញင်မှုတွေဟာလောကမှာအရေးပါတယ်ဗောဒါကြောင့်ပညာတတ်ဖို့အတွက်တွေးတော့ဆင်ញင်မှုဟာအရေးပါတယ်မေရှိဘကျင့်ရတဲ့မှာသမ္မသင်္ကပ္ပဆိုရ right thought သဆောပြဟောထားတာ အဲ့တော့အတွေးဟာမှားတဲ့အတွေးနဲ့မှန်တဲ့အတွေးဆိုပြီးတော့နှမျိုးခွဲထားတယ်။မှားတဲ့အတွေးတွေကတော့နိဗ္ဗာန်ရောက်ဖို့အတိညာဏ်ဤရဖို့ဆိုရင်မှားတဲ့အတွေးကဘာတွေတုံးဆိုရင်လောဘနဲ့တွေးတဲ့အတွေးဒေါသနဲ့အတွေးတဲ့တွေးတွေအဲ့ဒီအတွေးတွေကမှားတဲ့အတွေးတွေလို့ပြော။ဘယ်တော့မှလမ်းမမပေါ်မရောက်နိုင်ဘူး။လောဘနဲ့တွေးတာကို ကာမဝိတကလို့ခေါ်တယ်။စိတ်ထဲမှာလူချင်းစရာနှစ်သက်စရာအယုန်တွေကိုလူချင်းတတ်မှတ်တဲ့အတွေးနဲ့တွေးတာကာမဝိတက်လို့ခေါ်တယ်။အဲဒီကာမဝိတက်ဟာစိတ်ကိုပူလောင်စေတတ်ပြီးလက်တွေ့တစ်ခုဖြစ်သွားရင်လည်းကောင်းကျိုးချမ်းသာကိုမပေးနိုင်ဘူး။လောဘနဲ့အသက်ပြီးတွေးတယ်တွေး။ ဒေါသနဲ့ပတ်သက်တဲ့အတွေ့တွေကတော့ဖြာပါရဝိတကလို့ခေါ်တယ်။ဖြာပါရဆိုတာစိတ်ဟာပုံမှန်မဟုတ်ဘဲနဲ့ဖောက်ပြန်နေတဲ့ဒေါသလွှမ်းမှုခန္ဓာလို့ပုံမှန်မဟုတ်တဲ့စိတ်နဲ့တွေးတာဖြာပါရဝိတက်အဲဒီဖြာပါရဝိတက်ကပဲလွန်ကျူးလာတဲ့အခါကျတော့သူတို့အားကိုတတ်ဖို့ဖြတ်ဖို့ထိစဉ်းစားလာတဲ့ဝိဟိတဝိတက် ပြာဝရဝိတ္တနဲ့ဝိဟိတဝိတ္တကဒေါသနဲ့ပတ်သက်တဲ့အတွေ့အကြုံပဲ။လောဘနဲ့ပတ်သက်တာကာမဝိတ္တ။ဒေါသနဲ့ပတ်သက်တဲ့အတွေ့ကပြာဝရဝိတ္တနဲ့ဝိဟိတဝိတ္တလို့။အော်မြတ်စွာဘုရားဒီဝိတ္တဝိတ္တကလို့ဆိုရဲ။ခြံစီတွေးတော်မှုနဲ့ပတ်သက်ပြီးတော့၃မျိုးခွဲဟောထားတယ်။ကောင်းတဲ့တွေးတော်မှုတွေကြတော့ နိခမဝိတ္တကာမဂုဏ်အာယုန်ခံစားမှုကနေထွက်ခွာတဲ့အတွေ့ကာမဂုဏ်အာယုန်တွေကိုဆွန့်လွတ်ဆွန့်လွတ်တဲ့အတွေ့အဲ့ဒါမှအတိညာဉ်ကိုရနိုင်တော့ကာမဂုဏ်အာယုန်နဲ့ဆိုရင် ရှိပြီးသားအတိညာဉ်တော့တုံးသွားနိုင်တယ်ပေါ့လောကီလွှမ်းမိုးနေသည့်အတွက်ကြောင့်တဘာဝကို မသိနိုင်တော့ဘူးဒါကြောင့်မို့သစ္စာပြဟောတယ်လုတ်တော်အထဏနာသနာတိ လုတော်ဓမ္မနပတတိလောဘကြီးနေတဲ့ပုဂ္ဂိုလ်လောဘလွန်မိုးခြင်းခံနေရတဲ့ပုဂ္ဂိုလ်ဟာအကြောင်းလည်းမမြင်ဘူးအကျိုးလည်းမမြင်ဘူးကိုယ်အကျိုးလည်းမသိဘူးသူတစ်ပါးအကျိုးလည်းမသိဘူးလို့ဆိုလိုတယ်အနန္တမန္တရာဟောတိလောဘလွန်မိုးနေလို့ရှိရင် သူ့ဖို့ဟာမောင်ကြီးကြနေတာမမြင်နိုင်တဲ့မောင်းနေတဲ့အရာပဲဖြစ်နေ ဒါကြောင့်မို့မှားကြတယ်လောဘနဲ့တွေးတဲ့အမှားတွေကလည်းမှားတယ်ဒေါသနဲ့တွေးတဲ့အမှားတွေကလည်းအဲ့ဒါကြောင့်မို့ဒီမှားရင်းတဲ့အတွေးတွေကနေပြီးတော့ထွက်ခွာပြီးမင်္ဂန်တဲ့အတွေးကိုတွေးနိုင်ဖို့နိခမဝိတက်ကာဝဝါယုနေတဲ့ကနေထွက်ခွာပြီးတော့မင်္ဂန်တဲ့အတွေးကိုတွေးတယ်နောက်တစ်ခုကအပြဝါဒဝိတက် ဒေါသကင်းတဲ့အတွေ့ဆိုမေတ္တာနဲ့တွေးတဲ့အတွေ့မေတ္တာနဲ့တွေးတဲ့အတွေ့ဟာသူများကိုလည်းမထိခိုက်ဘူးကိုယ်ကိုလည်းမထိခိုက်ဘူးကျိုးစီးပွားကိုလိုလားတဲ့အတွေ့တွေနဲ့တွေးတာဖြစ်သွားကြကိုယ်အတွက်လည်းကောင်းကျိုးချမ်းသာရနိုင်တယ်သူတစ်ပါးအတွက်ဒီလည်းကောင်းကျိုးချမ်းသာရနိုင်အဲ့တော့မေတ္တာနဲ့တွေးတဲ့အတွေ့အပြပါဒဝိတက်ကလို့ negative နဲ့ပြောတာ ဖြာဝရဝိတကဒေါသနဲ့တွေ့တာအဆိုရဲ negative နဲ့ထွက်လိုက်တဲ့မေတ္တာနဲ့တွေ့တာနောက်ဝိညာဝိတက်ဆိုတာညင်းစဲလို့တဲ့စိတ်နဲ့အကျဉ်းနာကင်းမဲ့တဲ့သဘောနဲ့တွေ့တာအဝိညာဝိတက်လို့ဆိုတာသူတော်ကမညင်းစဲဘူးအကျဉ်းနာထားတယ်ဆိုရဲကရုဏာနဲ့တွေ့တဲ့အတွေ့အဲ့တော့မေတ္တာနဲ့တွေ့တဲ့အတွေ့ကရုဏာနဲ့တွေ့တဲ့အတွေ့တွေဟာမိမိအတွက်လည်းပဲ ကောင်းကျိုးချမ်းသာရနိုင်တယ်သူတော်ဘာအတွက်လဲအဆင်ပြေစေတယ်နှုတ်လုံးအတွက်ကောင်းတယ်လို့ဆိုအဲ့တော့ right တော့လို့ဆိုတဲ့နေရာမှာမှန်ကန်သောအတွေးဆိုတာနိခမဝိတ္တအာပြပါရဝိတ္တအဝိတ္တဝိတ္တဒီအတွေးတွေကိုဆွတ်လို့တယ်ပေါ့နော်တန်ကိုတွေးနေတဲ့အတွေးသည်လောဘလွန်မိုးတဲ့အတွေးလားဒေါသတွေလွန်မိုးနေတဲ့အတွေးလား အကျဉ်းနာကင်းမဲ့တဲ့အတွေးတွေလားဆိုတာကိုယ့်ကိုဆန်းစစ်ကြအောင်မှာဖြစ်တယ်။အဲ့ဒီအတွေးတွေရအကောင့်ထဲပေါ်မဲ့ဆိုရင်အကောင့်ဘယ်တော့မှမဖြစ်နိုင်ဘူး။ဒါကြောင့်မို့အတွေးကိုဆင်ခြင်သုံးသပ်ဖို့လိုအပ်တယ်။